အားလုံးမင်္ဂလာပါ Behind the Science Arsenal နေ့ချူဆိုလိုက်ပါရစေ။အဲကျွန်တော်ဒီနေ့မှာတော့ဒါဒီနေ့ညမှာစတင်မယ်ပေါ့နော်2025 26 Champions League တိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကျိုး ဗီဒီယိုလေးပြလုပ်ပေးခြင်းပါတယ်ဟိုဒီနေ့ညပွဲစဉ်မှာကစားမဲ့အာဆင်နယ်နဲ့အက်တလက်တစ်ပြည်ပအောင်အသင်းပွဲစဉ်ကတော့ဟိုအရင်ထူးထူးခြားခြားပြောစရာတော့အများကြီးမရှိဘူးဘာကြောင့်မို့လဲဆိုရင်ဒီနေ့တင်းကလွန်ခဲ့တဲ့ဒလာလောက်ကမှအာဆင်နယ်ရဲ့ Emirates ဖိတ်ခေါ်လာပြန်ပွဲအဖြစ်အင်္ဂွင်းမှာဒါရှင်းပြန်ကစားထားပြီးဖြစ်တဲ့အတွက်ရောပြီးရင်ဒါကစားမရောဒါခြေစွမ်းအနေထားရောအနေငယ်ကွာခြားချက်ရှိတဲ့အတွက်အရင်ကြီးရင်ခုန်ဆစ်လျောရှားစရာကောင်းတဲ့ပွဲစဉ်တွေတော့မဖြစ်သေးဘူးအာဘာပဲပြောကျွန်တော်အနေနဲ့ကဒီရာသီမှာဒါတမိုင်းတစ်ထိုးဖို့အတွက်ဒါဒါဆူနေတာဖြစ်တဲ့အတွက်ဆိုဒီတမိုင်းတစ်ထိုးမဲ့ရာသီတစ်ခုအတွက်ဒါအချိုးဗီ ီယိုအနေနဲ့အမှတ်တရပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးဒီပွဲစဉ်ကိုမပြောခင်မှာကျွန်တော်အနေနဲ့ဒါအုပ်စုဒါဟိုမဲခွဲရဲပြီးတော့ဒါထွက်ပေါ်လာတဲ့အသင်းဒါပွဲစဉ်စရာအခြေအနေကိုကြည့်မယ်ဆိုရင်လည်းအာဆင်နယ်အသင်းကစုစုပေါင်းထုံးစံတိုင်း၈ပွဲကံရမယ်ဒီ၈ပွဲမှာမှအိမ်ဝင်၄ပွဲအဝေးဝင်၄ပွဲဆိုတော့ဒီဟာကိုကျွန်တော်အနေနဲ့အိမ်ဝင်၄ပွဲအဝေးဝင်၄ပွဲဆိုပြီးတော့ခွဲပြီးတော့မပြောချင်ဘူးဒါအသင်းငယ်၄ပွဲအသင်းကြီး၄ပွဲလို့ပဲကျွန်တော်ခွဲပြောချင်တယ်ဘာကြောင့်မို့လဲဆိုရင်ကျွန်တော်အသင်းငယ်၄ပွဲကဟိုဘယ်လိုပဲအာဆင်နယ်အနေနဲ့ဘယ်ပွင့်ပဲသွားကံရသွားကံရဟို ဒီကစားသမားတွေနဲ့နှီးပြရတာကြီးကြီးမားမားအမှားယွင်းနေအချို့ချော်တွေမလုပ်ဘူးဆိုရင်တေချာပေါက်တက်တောင့်တက်တာနဲ့အနိုင်ရရှိနိုင်တဲ့အနေအထားတွေမှာပိုင်ဆိုင်ထားပြီးဖြစ်တဲ့အတွက်ဒီအသင်းငယ်လေးတွေနဲ့ပွဲကိုအင်ကုန်းပဲဖြစ်ဖြစ်ဝေကုန်းပဲဖြစ်ကျွန်တော်တွေထည့်ပြီးတော့မပြောချင်တော့ဘူးဟိုနောက်ကြမှာပဲဒါကျွန်တော်ကျွန်တော်ဒါဟိုအရှိပြောစရာရှိခဲ့မယ်ဆိုရင်တော့ထပ်ပြောမယ်ပေါ့နော်လောလောဆယ်မှာတော့ကျွန်တော်နေရဒါအာဆင်နယ်ကိုအမှတ်မထင်ဒုက္ခပေးနိုင်တဲ့ဒါဒီပို့ပြီးတော့ကောင်းမွန်တဲ့၄သင်းအကြောင်းပဲပြောချင်တယ်အဲ၄သင်းကတော့ကျွန်တော်ဘိုင်ယန်မြူးနစ်ရှိမယ်အန်တာမီလန်ရှိမယ်အဲဒါလေ တီကိုမက်ထရစ်ရှိမယ်ပြင်အက်သလက်တစ်ဒီနေ့ညတော့ဒီမှာဖိပါအောင်ရှိမှာပေါ့နော်ဆိုဒီထဲမှာဖိပါအောင်တော့အင်အားအနေဆုံးဆိုပေမဲ့သူတို့မှလည်းဒါဥရောပအတွက်ကြုံနေရှိပြီးသားဖြစ်တာရောပြင်နီကိုဝီလျံစနိုးလို့ဒါစပိန်ဂျပန်တိုက်စစ်မှုတွေရှိတာရောကြောင့်မို့လို့အာဆင်နယ်ဒါဒါအမားရင်းနေပြုလုပ်ခဲ့မယ်ဆိုရင်အနေငယ်ပြည့်စက်သွားနိုင်တဲ့အနေထားရှိတယ်ဒီထဲမှာမှကျွန်တော်တို့အတွက်အခက်အခဲဆုံးရောတကယ်မဟာပြန်ပြန်ရောတော့ဒီဘိုင်ယန်မြူးနစ်ရှိမယ်ပြီးရင်အက်သလက်တီကိုမက်ထရစ်ရှိမယ်ဒါပေမဲ့ အာဆင်နယ်နေနဲ့အားသာချက်တစ်ခုကဆိုဒီအခက်အခဲဆုံးနှစ်သင်းဖြစ်တဲ့ဘိုင်မြူးနီကောအက်တလက်တီကိုမက်ထရီရောကိုကျွန်တော်တို့ကအင်ဝင်း MX မှာကန်ရမှာဖြစ်တဲ့အတွက်ဟိုလက်ရှိအာမဲခွဲမှုတွေအရာဆိုရင်အခုလက်ရှိအုပ်စုပွဲစဉ်တွေမှာဆိုရင်အာဆင်နယ်အနေနဲ့ကဟိုအသက်တာဆုံးဒါအဆင်ပြေဆုံးဒါပွဲစဉ်စရာကိုပိုင်ဆိုင်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာဖြစ်ဖြစ်ဒီပွဲစဉ်စရာကကျွန်တော်ဒီဟိုအဆင့်ရှိတွင်ဝင်ဖို့အဓိကပဲဆိုကြတော့ကျွန်တော်နောက်တစ်ဆင့်ပြီးရင်ထပ်ပြီးတော့ ဟိုမဲတွေကထက်ခွဲဥမှာဖြစ်တဲ့တော့အိုးနောက်ဆုံးဒါကျွန်တော် final အဆင့်ထိလမ်းကြောင်းတွေထိတော့ကျွန်တော်ဘာမှတက်ရောက်မှု trade ကြီးကြီးမားမားတော့ပေါ့နော်ရှိမှာတော့မဟုတ်ဘူးဒါပေမဲ့ပြောပြောကျွန်တော်ဒါလက်ရှိ champion league ရဲ့အဆောက်ကိုတော့တက်တော့တက်တာဒါစတင်နိုင်နေဆိုတော့ဒါအားသာချက်တခုတော့ကျွန်တော်ပိုင်ဆိုင်ထားတယ်။ဟောနောက်ခုပြောချင်တာ Inter Milan ပေါ့နော်။ Inter Milan တင်းကဒါလွန်ခဲ့တဲ့3လနှစ်အတွင်းမှာ2ချိန်ထိကိုကျွန်တော်ဘိုလူဝက်ထိတက်ရောက်ထားတာဖြစ်တဲ့အတွက်သူတို့ကိုလည်းဒါမလေးမစားရှော့တွေ့လို့မရဘူး။ဘာဖြစ်ဖြစ်ရောဒါသူတို့ရဲ့တကယ်ဒါနီးပြကြီး ထွက်ခွာသွားတာဖြစ်တဲ့အတွက်အနေငယ်တော့လုံပြီးကြရသေးတဲ့ဆိုင်တော့နေငယ်အားနေနေမှာအမှန်ပဲပေါ့နော်ဆိုတော့ဟို Athletic Bilbao နဲ့ပွဲစဉ်ကိုပြန်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကဟိုလွန်ခဲ့တဲ့တလားပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုရင် Arsenal က3-0နဲ့နိုင်ခဲ့တယ်ကိုသွင်းသွားတာတွေကပထမဂိုးကိုကျွန်တော်တို့ဒီ Peter Jukwes အဖွင့်ကိုသွင်းသွားတယ်ကျွန်တော်တို့ Suleiman Diye ရဲ့ဖြတ်တင်ပြပုံးမှုကိုခေါင်းတိုက်သွားတယ်ဒုတိယဂိုးကိုတော့ဒါ Saka နဲ့ Martinelli ရဲ့တွဲလုံးကနေရခဲ့တယ်နောက်ဆုံးဂိုးကိုတော့အလုံးဒါမျိုးလုံးထဲမှာပြန်ပြီးတော့မြင်မြင်ပြီးကြာမှာပါ ဒါဆာကာကရှေ့ကိုဖျက်တင်လိုက်တဲ့အချိန်မှာဒီကိုင်ဟာဘက်ကကျွန်တော်ရဲ့ဒါကွင်းဘက်ချမ်းတဝဲလောက်ကနေပြီးတော့တောက်လျှောက်ကြီးပြီးတက်သွားပြီးတော့ဒါမီနီ၈၀လောက်မှာတွင်းသွားတာပေါ့နော်ဆိုတော့ကြတော့ဒါမဲ့ဒီပွဲစဉ်မှာထူးထူးခြားခြားအနေနဲ့အပွဲစဉ်မှာတွင်းခဲ့တဲ့ဒါကိုတွင်းရှင်၃ဦးမှာနှစ်ဦးဖြစ်တဲ့ဒါဆာကာနဲ့ကိုင်ဟာဘက်ဒီပွဲစဉ်မှာပေါင်းဝင်နိုင်မှာမဟုတ်ဘူးဒီလိုအာဆင်နယ်အနေနဲ့ကအနည်းငယ်တော့ဒါအခက်တွေ့နိုင်တဲ့အနေအထားမှာရှိနိုင်တယ် ဘာပြီးတော့လက်ရှိအာဆင်နယ်အာလူရှင်လူစင်းအရာရောမာဒူဝီခေတို့ဒါအစေးတို့ခြေစမ်းပြမှုနေမှုတို့ကြောင့်ကျွန်တော်တို့ညဟိုဂိုးတွေအတွက်ခက်ခဲနိုင်ကြတော့မရှိဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုဒီခြေစွမ်းရမဟုတ်ခဲနဲ့ကျွန်တော်ရဲ့ဒါစိတ်ထဲမှာ instant feeling ရဖြစ်နေတာကတော့အာဆင်နယ်နဲ့ဒီပွဲမှာဟိုခြေ ပြက်ရင်ပြက်နိုင်ပေမဲ့ကိုပြက်တော့နိုင်နေမှာမဟုတ်ဘူးလို့ကျွန်တော်တွေနဲ့နည်းနည်းခံစားမိနေတယ်။တေချာပေါက်နိုင်မှာဆိုရင်လည်းအရင်ကြီးကျွန်တော်ကျွန်တော်ပြောမင်းထားပြောလင်ထားသလိုဒါ 3G 4G ထိဖြစ်သွားမှာမဟုတ်ခဲနဲ့ကျွန်တော်တွေတကိုးနှစ်ကိုးလောက်နေနဲ့ဒါမာဂျင်လေးနဲ့ကက်ပြီးနိုင်မယ်လို့ပဲကျွန်တော်နည်းနည်းကဒါဆေးထဲမှာခံစားမိတယ်။ပွဲပြီးမှပဲဒါကတော့ဘလိုနည်းပြောရလဲကစားတွေကကျွန်တော်ပြောလို့အောင်မဖြစ်တဲ့တော့ပွဲပြီးမှပဲဒါပွဲပြီးသုံးဆက်ချက်ထဲမှာတော့ကျွန်တော်အရှိပြန်ပြောပေးမယ်။ဒါပေမဲ့လက်ရှိခံစားချက်အရာတော့အာဆင်နယ်နေနဲ့နိုင်ဖို့အခွင့်အရေးများတယ်။ဟိုမရှုံးနိုင်ဘူးဆိုသည့်တိုင်အောင်ဟို ျွန်တော်အနေနဲ့ကတော့တကိုးနှစ်ကိုးကက်ပြီးတော့ပဲနိုင်သွားနိုင်တဲ့ margin အနေထားမှာပဲကျွန်တော်အနေနဲ့ရှိရလို့ကျွန်တော်ခံစားမိတယ်ဒါကတော့ဒီဘုန်းနဲ့ပတ်သက်ပြီးတော့ဆိုတော့နောက်ထပ်ထပ်ပြီးတော့ပြောချင်တာကတော့ Arsenal အနေနဲ့ဒီရသည်မှာချန်ပီယံလိမှာဘလောက်အဆင့်ထိရောက်နိုင်လဲပေါ့နော်ကျွန်တော်ဒါလေးကိုတစ်ချက်ပြောချင်တယ်။ဘာလို့လဲဆိုရင် Arsenal အနေနဲ့ကပြီးခဲ့တဲ့နှစ်ရာသီမှာကျွန်တော် quarter final တစ်ဆင့်တက်တယ်ပြီးရင် quarter final ပြီးတော့ စင်ဖိုင်နဲ့အဆင်တက်တယ်ဖြစ်တဲ့အတွက်ဒီရာသီမှာတိုးတက်ဖို့ဆိုရင်ကျွန်တော်အနေနဲ့နောက်ဆုံးအဆင့်ဒါဘောလူဝဲအဆင့်ပဲကျန်တော့တယ်ဆိုတော့ကျွန်တော်ဘောလူဝဲရောက်ပြီဆိုရင်ကိုကျွန်တော်ရဲ့တမိုင်းတင်ရေးထိုးဖို့ကလက်တကန်ပေါ်မှာဖြစ်နေပြီဖြစ်တဲ့အတွက်အာဆင်နယ်အနေနဲ့ဒီရာသီမှာဘောလူဝဲအဆင့်ကြီးတကယ်ကိုတက်ရောက်နိုင်မှာမလားကျွန်တော်စဉ်းစားဖို့လိုလာတယ်ဆိုတော့ဒီဘောလူဝဲကိုတက်ရောက်နိုင်မှာမလားစဉ်းစားဖို့လိုလိုတယ်ဆိုရင်ကျွန်တော်အနေနဲ့အဓိကဘာကိုကြည့်ရမလဲဆိုရင်ဒါပြိုင်ပွဲအသင်းကြီးရဲ့အနေထားကိုကြည့်ရမယ်ဒီရာသီမှာအာဆင်နယ်နီးတူဒါချန်ပီယံလီဂ်ဖလားကိုစင်ခေါ်လာနိုင်တဲ့အသင်းဘယ်နှစ်သင်းရှိနိုင်မလဲကျွန်တော်တို့တစ်ချက်တွေးကြည့်ကြည့်မယ်ဆိုရင်ဒါ ပရီးမီးယားလိမှာဆိုရင်တော့တေချာပေါက်မန်ချက်စတာစီးတီးနဲ့ဒါလီဗာပူးကတေချာပေါက်ဟိုရာလုံးများလိမ့်မယ်အာချန်ပီယံလိဖလားကိုရှင်ပြန်နိုင်ဖို့အတွက်ဒါချယ်လစီအသင်းကတော့ရှိနေသေးတယ်ဆိုပေမဲ့ဟိုဖလားကန်လဲဆက်တယ်ဒါဒီလိုမျိုးဒါဥရောပပြောင်းဝင်းနေလဲကန်ဆက်တယ်ဆိုပေမဲ့လက်ရှိဒါ reality အရဒါကစားသမားတွေရဲ့ဒါလူစင်းအရေးချင်းရဆိုရင်တော့ဒါမန်ချက်စတာစီးတီးတင်းနဲ့ဒီလီဗာပူးတင်းကချယ်ဆီချက်အနေနဲ့နှာတစ်ဖြားပူတာတော်တော်တွေ့ရတယ်တခြားဒါစပိန်ဘက်ကိုကြည့်ကြည့်မယ်ဆိုရင်တော့အားလုံးဒီရဲ့အတိုင်းပဲဒီဘာစီလိုနာနဲ့ ဒါ real metric ရှိမယ်ပြီးနောက်တစ်ခုကတော့ကျွန်တော်ပြင်သစ်လီဂူရဲ့ဒါတကယ်ဘယင်ကြီးဖြစ်တဲ့အာ Paris Saint Germain PSG အသင်းရှိမယ်ပြီးရင်ဒီဒီရဒီမှာတော့ဒါ series ရဲ့အသင်းတွေတော့အနည်းငယ်ခြေကျသွားနိုင်ပြီးမယ်ကျွန်တော်မထင်မှတ်ဖဲနဲ့ဒါ series ရာလည်းပြန်တက်လာနိုင်ပြီလို့တော့ရှိပြီမယ်ကျွန်တော်နေရ series ရဲ့ထဲကတော့တိတ်ပြီးတော့ဟိုအရင်ကြီးစိုးရင်ကြာကောင်းတဲ့အသင်းပေါ်ထွက်လာမယ်လို့မထင်ဘူးနောက်တစ်သင်းကတော့ကျွန်တော် Bayern Munich ရှိမယ်ဆိုတော့ကြောင့် Barcelona Real Madrid Bayern ပြီးရင် Liverpool MC ဆိုဒီ၅သင်းကျွန်တော်အနေနဲ့အဓိကရှင်းပြရမယ်လို့ထင်တယ်ဟိုဒီ၅သင်းမှာကျွန်တော်အနေနဲ့ဟိုတေချာပေါက်ဒါအုပ်စုပွဲစဉ်တွေမှာလည်းဒါပြီးရင်ဒါ၁၆သင်းအဆင့်တွေအာ quarter final တွေမှာလည်းတွေ့နိုင်သလိုဒီ၅သင်းတွေကကျွန်တော်နောက်ဆုံးဒါဘိုလီဝဲကြမှာလည်းတွေ့နိုင်နေဆိုပေမဲ့ဒီ၅သင်းကိုကျွန်တော်ရဲ့အာဆင်နယ်အနေနဲ့ကအနိုင်ယူနိုင်ခြင်းရှိရလားဆိုတော့ကျွန်တော်ဒါအရင်ဆုံးစဉ်းစားမှာဖြစ်တယ်အကွေဒီရဒီ၅သင်းကိုဒါကျွန်တော်အနေနဲ့ကတသင်းချင်းစီကိုအနိုင်ယူနိုင်တဲ့အနေအထားရှိမယ်ဆိုရင်တော့ဒီရာသီချန်ပီယံလိဖလားကိုကျွန်တော်နေရနိုင်တဲ့ ထိုက်တန်တဲ့ခြေစမ်းမျိုးပိုင်ဆိုင်နေနေဆိုပြီးကျွန်တော်သုံးသက်လို့ရတယ်။နံပါတ်1အနေနဲ့ကကျွန်တော်ပရီးမီးယားလီဂ်ကိုပဲကြည့်မယ်ဆိုရင်ဒါပြီးခဲ့တဲ့လီဗာပူးတင်းကိုကျွန်တော်ရှုံးသွားရဲဒါပေမဲ့ဒါခြေစမ်းရဆိုရင်တော့အရင်ကြီးတော့ရှုံးခဲ့ရတာတော့မဟုတ်ဘူးခြေစမ်းအသာစီးနဲ့ကစားနိုင်ခဲ့တယ်။လုံးဝနောက်ဆုံးမိနစ်မှာမှဒါအမှတ်မထင်ဖီဂိုနဲ့တွန်းခဲ့ရတဲ့အတွက်ဟို50 50နေထားမှရှိတယ်။အာမန်စီးတီးအသင်းဆိုရင်လည်းကျွန်တော်နောက်ဆုံး ဒါနှစ်ပိုင်းနေမှာကျွန်တော်အသာစီးနဲ့ကစားတဲ့ခိုးပြက်ချစ်ပြက်နဲ့နိုင်ယူထားတာဖြစ်တဲ့အတွက်အရင်တွေးပူနေကြတော့မရှိဘူးပြီးရင်ဒါ real match ဆိုရင်လည်းပြီးကြတဲ့ရာသီအရပဲကျွန်တော်တကယ်ကိုတမိုင်းဝင်နိုင်ပွဲတစ်ခုနဲ့အင်ဝင်ဝင်မနိုင်ပြီးတော့သူတို့ချောဖြတ်ထားတာဖြစ်တဲ့အတွက်လက်ရှိ real match ကလည်းပြီးကြတဲ့ရာသီနဲ့ရှင်အရင်ပြောင်းလဲလာသေးရတော့မဟုတ်ဘူးအထူးသဖြင့်ဒါနီးပြအတစ်ဒါ ဟိုဘယ်လိုအစာပြေလွန်းဆိုပဲဒါရောက်ရှိလာတာတခုပဲကျွန်တော်ပြောင်းလဲထားတာရှိတဲ့အတွက် trade zoo ပြောင်းလဲထားတာမရှိတဲ့အတွက်တေချာပေါ့ဒါ real metric ကိုလည်းကျွန်တော်အနေနဲ့အကောင်းဆုံးရှင်းပြနိုင်မယ်လို့ခန်းစားမိတယ်ကျွန်တော်ကြောက်အောင်မှာတော့ကျွန်တော်ကတော့ဒီဖိုင်ရန်ကတော့အခုလက်ရှိ ဒါအုပ်စုအဆင့်မှာပဲတွေ့ရမှာဖြစ်တဲ့အတွက်အာဘလို့အနေထားရှိမလဲဆိုတော့ကျွန်တော်တို့ကဖိုင်ယံမြူနစ်ရဲ့အနေထားကိုဒါအုပ်စုအဆင့်မှာပဲဒါရှင်ပြန်ပြီးတော့ဒါသုံးသက်ကြည့်လို့ရနိုင်တယ်အထူးသဖြင့်ကျွန်တော်ကြောက်အောင်ပါတော့ဒါဘာစီလိုနာအသင်းပါနော်ဒါလမိုင်းရမဲတို့အာဒီရာဖင်ညာတို့ဘာစီလိုနာအသင်းအမြင့်ပြည့်ရဲ့ဘာစီလိုနာအသင်းကိုကျွန်တော်အနေနဲ့ကဒီရာသီမှာရှင်နိုင်မလားဆိုတော့ကျွန်တော်အဓိကစောင့်ကြည့်ရမှာဖြစ်တယ်အကယ်၍ကျွန်တော်အနေနဲ့ဘာစီလိုနာကိုဒါအနိုင်ယူနိုင်တဲ့ဒါခြေစံမျိုးပိုင်ဆိုင်မယ်ဆိုရင်တော့ဒါဒီရာသီချန်ပီယံလိဖလားအတွက်ကျွန်တော်အနေနဲ့အများကြီးမျှော်လင့်လို့ရနိုင်မယ်ဆိုတော့ကျွန်တော်သုံးသက်လို့ရပါတယ်အာဒါကတော့ ဒီဟိုကြီးကြီးမားမားထွေထူးတော့မဟုတ်ဘူးဒါချန်ပီယံလိပြိုင်ပွဲအတွက်ဒါပွဲချိုအနေနဲ့အမှတ်တရအနေနဲ့အရင်ဆုံးဒါအချမ်းဖြင်းလေးစီထဲမှာရှိတာလေးကိုဒါတုံ့တပေးလာခြင်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အမြင်တွေရောပြင်ဒီရာချန်ပီယံလိအာဆင်နယ်အနေနဲ့ဖယ်စင်းနေရောက်မလဲဆိုတဲ့ဒါမျှော်လင့်ချက်တွေရောလည်းဒါအော်ပြောချင်တယ်ဆိုရင်တော့ကျွန်တော် comment မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဒါပြရားရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်